မင်္ဂလာပါခင်ဗျာဒီကာလကမိုးရာသီဆောင်းအကူရာသီဥတု ပြောင်းလဲရှင်ကာလဖြစ်ပါတယ်အခုလိုရာသီဥတုအပြောင်းအလဲကာလမှာကြက်တွေမှာအေးမင်းဖြာနာတာတောက်ကွေးတွေအဖြစ်များပါတယ်မိုက်ဆွေတို့ရဲ့ကြက်တွေမှာအဘလက္ခဏာတွေတွေ့ရပါကအေးမင်းဖြာနာယောဂအသက်ရှူလမ်းကြောင်းနဲ့အစာလမ်းကြောင်းပိုးဝင်ရှင်ပူးတွေဖြစ်နေတယ်လို့ယူဆနိုင်ပါတယ်အေးမင်းဖြာနာယောဂအသက်ရှူလမ်းကြောင်းနဲ့အစာလမ်းကြောင်းပိုးဝင်ခြင်းနဲ့တွေ့ရသောယောဂလက္ခဏာများကတော့အသက်ရှူသံကျေရှင်းအသံမြင်ရှင်း ရင်ကျက်တို့မျိုးသုံးမောင်ကျေလုံးစွာနာရှင်ရှင်စိုးနဲ့တန်ကဲတို့တို့အပံများကြရရှင်နိုင်ပြီးညီတဲ့ရှင်အားနည်းကစိုက်မပါလဲမပါဖြစ်နေရှင်အစာစားရှင်စိုက်မရှိရှင်ဝမ်းပြည့်ရှင်ဝမ်းပြည့်ရှင်ဝမ်းစင်ရှင်ဝမ်းဖြူရှင်များပူတွဲပါဝင်ရှင်တို့ကိုတွေ့နိုင်ပါတယ်ဝမ်းပြည့်ရှင်လက္ခဏာများပါဝင်သောကြောင့်အသက်ရှူလန်းကြောင်းအပြင်အစာလန်းကြောင်းတွင်ပါပူဝင်ရှင်ဖြစ်နိုင်ပါတယ် ကိုပန်နီကတော့ကြက်များကိုရှက်ရှက်ခွဲထုတ်ပါဖြောင်းနာသောကြက်များကိုအချက်ကြက်များစီမျိုးကမကူစဲစေရန်ရှက်ရှက်ပီရှော့ခွဲထုတ်ပြီးကိုတက်ပါဒီလိုလက္ခဏာတွေဖြစ်ပြီဆိုရင်ဒိုစီဆော့ဆစ်ကိုတက်ကြွေရှင်ဖြစ်ကူပတ်နိုင်ပါတယ်ဆစ်ဖြိုရှင်ကတော့ဒီဒိုစီဆော့ဆစ်ကိုရင်ထဲရိုးစက်ပါတက်ကြွေရမှာကတော့ဒီဆစ်ကိုရင်ထဲရိုးစက်ပြီးသွင်းရမှာ9ရက်ဆက်တိုက်တိုက်ကြွေပါယောဂပြန်ထာတဲ့ကြက်တွေဟာရေအစာမစောင့်နိုင်လို့တော့မျိုးဖြစ်တတ်ပါတယ်တက်ကြွေတဲ့အခါမှာယောဂပြန်ထာပြီးရေအစာမစောင့်သောသည့် ကျမ်းပြအတွက်ဆိုရင်ဟန်ဇာဇွန်ဇွန်ကြီးကိုအသုံးပြုရဲဆဲကိုခါပြီးကျဲဤမဇတ်သေးတို့ဓာတ်ရိုက်ခွန်ကျွေးခြင်းဖြင့်ကူညီပေးရပါမယ်မြို့ကမပြတ်တာနဲ့ကျဲတွေအတွက်ဆိုရင်တော့လက်ဖဲရည်တစ်စွမ်းကို7လီတာ3လီတာဖြိုးပြီးတိုက်ပေးပါ